မှာလူငယ်တွေမရှိကြတော့ဘူးသူတို့သိတ်ချတဲ့မြို့ကိုကဲတင်မို့မြို့တွေကနေထွက်သွားခဲ့ကြတာကြာပြီလူငယ်တွေဟာမြို့ကိုပြန်ကဲတင်မို့စူးစမ်းနေကြတော့သူတို့သိတ်ချတဲ့မြို့ကြီးဟာအယားယားပျက်စီးသွားခဲ့ပြီမြို့ကြီးရဲ့ငိုကြွေးတံကိုအဝေးရောက် လူငယ်တွေမကြားနိုင်ရှင်နဲ့ကြေကွဲမှုတွေနဲ့အဝေးကသာငေးကြည့်နေကြရဲ့ မစိုးရင်တိုက်သည့်ရှိနိုင်စင်ဟာအတုံးယုံလဲပြို့လို့နိုင်လက်တန်ဟာသမိုင်းမှတ်တမ်းတစ်ခုမှာရက်တန့်နေ့လေ12နိုင်51တဲ့စကိုင်းတရားဟာ ARI မြစ်ထဲရေတောက်ဆင်းသလိုအဖြစ်ပြက်တွေဟာ မျက်လှဲ့ဆန်းဆန်းမှာပဲဒါပေမဲ့ရှင်နှင့်ဘွေရာတကယ်ဖြစ်ရဲ့တိတ်လှလုံးတဲ့မျိုးကြီးတွေဟာမျက်စိတမိန်အတွင်းမှာရင်ပြိုပြက်ချင်းတွေ ပုံထက်နေတယ် ရွှေစာရင်ပထိုးတော်ကြီး မင်းကမြသိန်းနဲ့စေရီတော်နဲ့တမိုင်းဝင်စေရီတော်များစွာ ထပိုင်းပြက်ကြညေခခဲ့ကြသလိုလေးရက်ကြီးเจ้าနဲ့မဲနုအုပ်เจ้าကြီးလည်းညေစာပုံ မဟာမြမှုနီဖျားဇောင်းနှန်းကြီးများလည်းပြူတန်လျက်မော်အနောက်ရက်ွက်တစ်ခုလုံးမီးလောင်ပြကြစကိုင်းမန္တလေးမြို့လုံးနီပါပြိုရပြက်ရပြည်သူတွေမှာယူကျုံမရကြစမိတ်စာများကတော့ ရုပ်ကမ်းမှုတွေအဆုံးစွန်ပြတာနိုင်ငံတလွာလေချောင်းတိုက်ခိုက်မှုတွေမပြတ်လတ်စေရာမန္တလေးတက္ကသိုလ်ဟာနှစ်တရာပြည့်တရှိချင်းကိုပြိုပြတ်ခြင်းနဲ့အစားထိုးလို့တဘာဝဘေးဟာစကစဘေးလိုပဲရှင်ဘုံရှိန်ပလီ ရွာလိုက်တန်းချောင်းမစိုးရင်ကျောင်းတိုက်ခရိယံဘာသာကြီးကျောင်းတော်ကအစမြည်တိဘာသာကြီးအဆောင်မြမကြံစေတဲ့အထီး ။တမိုင်းဝင်အမွေနှစ်အားလုံးကိုခြေမွဖြက်စီးဆွတ်ချရတဲ့ဒီဇိုင်းသေချာမတွက်ထားတဲ့ခစ်သစ်အဆောက်အုံတွေလည်းပြိုကျပျက်စီး။အိမ်တွေလည်းပြိုလူတွေလည်းငိုအရာရာဟာကဘာပြက်နေသလိုမန္တလေးစေယုံမှာလူနာတွေပုံထက်လို့စစ်တံကိုအလူးလေးခံနေရတဲ့ဇကိုင်းဟာကုန်ကေရာကိုမဲ့နေတာလူငယ်တွေမရှိကြရတဲ့မြို့ကြီးတွေမှာကေစရေးသမားတွေလည်းမလောက်ငှားနိုင်တော့ အဝေးရောက်လူငယ်တွေမှာနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကိုအားကျမွေးရမြေကို ရှင်နာနာနဲ့ငေးကြည့်နေကြရာဒီကံဝင် မျိုးကြီးတွေဟာဒီနိုင်ငံငယ်လေးဟာတမိုင်းဆက်ဆက်အဟောင်းပြင်းခြင်းနဲ့ပြတ်တုံးခြင်းကြားမှာစနစ်ဆိုးတန်လျာလဲနေတာပြန်လဲထူထောင်ရေးဟာမတည်ချမီရာစနစ်ဟောင်းကိုဖြိုချနိုင်မှမြို့တစ်လဲရဘဝတွေလဲလား နိုင်ငံသက်ကိုတိဆောက်ဖို့ရာစကားစကိုသာ အမြင့်ဖြတ်ချေမှုန်းကြရမှာ